ောက်နန်းရင်ဝင်ကြီးကသူ့သမီးရှာလာဆက်ဤအကြံပြက်စီလိုပြက်စီများကိုင်းငါသမီးနားထောင်တောင်သူကြီးတယောက်ရဲ့နွားနှင့်မြေချောင်းပါပါပြောမိဟုဆိုကားဆိုလက်တန်းသည့်အတိုင်းပြောပြလေသည်ရှေးရှေးတုန်းကအင်မတန်ကုံလုံးကျဲဝါသည့်တောင်သူကြီးတယောက်ရှိတဲ့ထိုတောင်သူကြီးသည်တရိတ်ဆန်စကားကိုနားလေတော်လဲတရိတ်ဆန်တို့ပြောသောစကားများကိုမြည်သူကိုမျှတဆင့်ပြန်၍ပြောခွင့်မရှိဘူးပြောသည့်နေ့တွင်အလာဟုအရှင်မြတ်ကတေရန်ခတ်တော်မူလိမ့်မည်တဲ့ တနေ့တနိုင်ထိုးတောင်သူကြီးသည်နွားတင်းကုတ်အနီး၌ထိုင်နေရာတင်းကုတ်တွင်မှနွားနေမီတို့အချီချစကားပြောနေကြသည်ကိုကြားရသည်တဲ့နွားကဘဲနဲ့လဲကိုရွှေမီးရေမင်းကတော့တိတ်ကံကောင်းတဟာပဲကွာအစားလဲကောင်းကောင်းစားရသည် အနေလဲကောင်းကောင်းနေရသည်အလုဆိုလို့လဲတခါတလေတို့တခင်မျိုးကိုသွားသည့်အခါကျမှပဲတဲပြီးပို့ရတဟာပဲရှိသည်ကြံသည့်နေ့တွေမှာဖြစ်စားပြီးအိတ်အိတ်ပြီးစားရုံပဲရှိသည်မင်းလိုများငါကံကောင်းကျင်ပါပြီးသည် ငါမှာဆိုရင်ကြည်စမ်းပါအောင် စားရသည့်အစာကလည်းကောက်ရိုးချောက်မျက်ချောက်နေရသည့်နေရာကလည်းနောက်ချေးတွေဘရက်ပစ်လှုပ်လိုက်ရသည့်အလုပ်ကလည်းအယုံတက်ကနေဝင်ဒီအထဲမှာသူရင်းငါးကြီးကလည်းတဘုံဘုံရိုက်လိုက်သေးသည်ဆဲလိုက်ဆိုလိုက်တဟာကလည်းနေ့စဉ်နဲ့အမျှပဲပြီးတော့ရုံးလိုက်ရသည့်ထန်းဘိုးကလည်းပခုံးကိုပေါက်လို့တဟာနဲ့တောင်ငါ့ကိုဘသူကမှကျေးဇူးမတင်ခြင်းကြဘူး ်မြီးကတဟာကတော့ပိုရွှေနွားရမင်းကိုကတိတ်နွားကြတဟာပိုးကမင်းကိုနွားလို့ခေါ်တဟာလဲခေါ်ထိုက်ပါသည်ကွာမင်းကိုကတဲအားတဟာနားတဟာပိုးကမင်းဟာက နွားပီပီပဲဟိုတင်းကျွေးလဲစားတီတင်းကျွေးလဲစားရွှွန်သေးတိတ်လဲအိတ်နွန်သေးတိတ်လဲအိတ်ကိုကအဲ့ဒီတော့မင်းကလိုနေချင်းသည်ဆိုရင်တော့ငါပြောသလိုလုပ်ပေါ့ကွာထိုအခါနွားကစင်ရဲရင်းမှလွတ်ကင်း၍ဘဝတက်တို့ရောက်ရတော့မည်ဟုသော မျှော်လင့်ချက်ဖြင့်ညီအားအကြံဉာဏ်ပေးရန်တောင်းတဲ့ ဒီတော့မီးကတငယ်ချင်းကိုရွှေနွားရီမင်းဒီလိုလုံးလင်ကောင်းမီဟေငါကတငယ်ချင်းချင်းမှုပြောတဟာနော်မင်းကျေးဇူးတင်ခြင်းမလဲတင်ဟုဆိုရနွားက အမေလေးဘယ်မှာကျေးဇူးမတင်ဘဲနေပါမလဲ ကိုရွှေမြေးရာကျေးဇူးဆိုတဟာမတင်မဲနေကောင်းတဟာမျိုးမှမဟုတ်ပဲတိုးနွားမျိုးကအတော့လဲအသဘောကွာတဟာပဲမဲ့ခြေနှချောင်းနဲ့နရွက်တို့များလိုကျေးဇူးတော့မကန်းတက်ပါဘူးကွာမင်းပေးမိအကြံသာပေးစမ်းပါကျေးဇူးတင်ဖို့ကတော့ငါတာဝန်ထားပါကွာငါဟာဘဝတစ်ကိုရလင်မင်းကျေးဇူးကိုမမေ့ပါဘူးမင်းပေးမိဆိုသည့်အကြံကိုတာပေးပါဟုဆိုတဲ့အဲ့ဒီတော့သူခမိန်ကြီးကတငယ်ချင်းကိုရွှေနွားရီတို့ခြေလေးချောင်းဇဝင်အချင်းချင်းမှုပြောတဟာနော်တကောင်စကားတကောင်နားနဲ့ဘသူမှလဲ ည်းမပေါက်ကြားစေနှင့်မနှက်ပြန်မနှက်ကစပြီးမင်းကိုလဲထုံဖို့ခေါ်သွားသည့်အခါထန်းပိုးကိုကောင်းကောင်းမယုံနှင့်ကွပိုဘက်ဖယ်ဆွဲဒီဘက်ဖယ်ဆွဲလို့တခါတလေလဲအခွင့်ရနေသူရင်းငါးကြီးကိုပါမင့်ဥချိုနဲ့တစ်ချက်နှစ်ချက်လောက်ဝေပေးလိုက်ပေါ့ကွာတခါတလေလဲမြေကြီးပေါ်လဲချလိုက်ပြီးမထပဲနေပေါ့ကွာ ထုံထုံဖြုတ်လို့အိမ်ပြန်လာတော့လဲမင်းမကြိုက်သည့်ကောက်ရိုးချောက်တို့မျက်ချောက်တို့ကိုကျွေးလျင်မစားနဲ့နန်းယုံလောက်နန်းကြည့်ပြီးနေမကောင်းသလိုလိုဘာလိုလိုနဲ့မြေကြီးပေါ်မှာစင်းစင်းကြီးလှဲပြီးအိတ်နေပေါ့ကွာဒီတော့မင်းတကယ်နေမကောင်းမှုမှတ်ပြီးအစာလဲကောင်းကောင်းကျွေးနေရလဲကောင်းကောင်းပေးအလုပ်လဲအားထားမှာပေါ့ကွာကိုင်းဘဲနယ်လဲငါပြောတာဟာကြိုက်ပြီလားဟုပြောတဲ့တဲ့ညီအကြံပေးချက်ကိုကြားရသောအခါဘဝတက်ကိုအမြဲရော်ရမ်းလျက်ရှိသောကိုကောနာကြီးသည်အင်မတိအင်မတန်ဝမ်းသာလာသည်ဖြစ်၍ ၊ရွေး၊နှိတ်ဟောက်၊တဟာမမိတ်ဆွေကောင်းဟ၊ဒုနယာကြီးမှာအပေါင်းအသင်းကောင်းဖို့အရေးကြီးသည်ဆိုတဟာအဲ့တဟာကြောင့်ကိုကျေးဇူးတင်လိုက်တဟာပညာရှိညီမင်းရဲ့ညီမင်းသာမကယ်လျင်ငါဟာဘဝတစ်ကိုဘယ်ရောက်နိုင်တော့မတုံးဟုဆိုတဲ့အဲ့ဒါလိုမြင်းနဲ့နွားတို့နှီးနှောနေကြသည့်စကားကိုသူတို့တခင်တောင်သူကြီးကအသာနားထောင်နေတော့ကြားသဟာပေါ့သမီးဖေတီရဲ့နောက်တနေ့အယုံတက်ကြတော့သူရင်းငါးကြီးကလဲထုံဖို့နွားကြီးကိုထုတ်သွားတဲ့ ဖိုခါနွားကြီးသည်သူ့ဆရာမြည်တင်ပေးသည့်အတိုင်းထမ်းဘိုးကိုကောင်းကောင်းမယုံပဲကိုယိုးကားရကြီးလှုပ်ပြီးနေတဲ့တခါတရံလဲနေရကမရွေပဲဝွင့်နေတဲ့တခါတရံလဲဘေးကိုဖယ်၍ဆွဲတဲ့သူရင်းငါးကြီးကဘလိုပင်ရိုက်ရိုက်နွားကြီးကမဖြုံဘူးတဲ့ဆဲလို့လဲအလကားကျင်းလို့လဲမထီတဟာနှင့်တနေ့လုံးထွန်ရေးပြတ်တော်တဲ့ညနေထုံဖြုတ်၍အိမ်ပြန်ရောက်တော့လဲနွားကြီးသည်ခါတိုင်းကဲ့သို့အစာကျွေးတီကိုလဲစားပေါ်မရပဲတုံးလုံးကြီးလဲ၍သာနေတဲ့ ဖို့အခါသူရင်းငါးကြီးကမိမိနွားကြီးသည်အကယ်ပင်နေမကောင်းဖြစ်နေရှာသည်ထင်သဟာနှင့်တောင်သူကြီးထံသွားပြီးအကျိုးအကြောင်းကိုစုံစည်းအောင်ပြောပြတတ်သည့်တို့ရရင် တောင်သူကြီးမှာမြည်လက်ချက်ဖြစ်တီကိုတိနေပြီးဖြစ်တဟာနှင့်သူရင်းငါးကြီးကိုတဟာဖြင့်တပည့်ရည်တီလိုလို့ဟဲ့ဒီနေ့နွားကြီးနားကျင်နားပါစေအောင်ကွာမနှက်ဖြန်ကြတော့သူ့အစာမြည်ကိုထမ်းပိုးတက်ပြီးအထွန်ခိုင်းပေတော့ဟုပြောတဲ့သူရင်းငါးကြီးလည်းသူ့တခင်ခိုင်းသည့်အတိုင်းမြည်ကိုထမ်းပိုးတက်၍လဲထွန်တဲ့ မြေခတ်များမှာမောရွေပန်းရွေမျှနာချိန်မရတပုံးပုံးတပင်းပင်းနဲ့အရိုက်ခံရသဖြင့်ကြောကွဲမတက်ရှိတဲ့ပခုံးလေးပေါက်ခြေလက်တွေလဲနာတရားတဟာကမှကောင်းမလောက်ရှိသဖြင့်ညနေထုံတုံဖြုတ်ချိန်တွင်အိမ်တို့ပြန်လာသောအခါအနိုင်နိုင်ပင်ခြေလေးချောင်းကိုတယ်လာရရှာတဲ့ထိုခိုက်တွင်ဘဝတစ်ကိုရောက်၍နေသောနွားကန်ကောင်းကြီးမှအိမ်တွင်အစာကောင်းကောင်းစား၍အိတ်လိုက်အစာဟောင်းထုတ်လိုက်နှင့်စီးစိမ်အများကြီးတွေ့လျက်ရှိတဲ့ သူ့ဂျေဇူးရှင်ပညာရှိညီမင်းထွန်ယုံရာမှပြန်လာတော့အခါနွားကြီးကအာရဝန္တာနှင့်ဂျေဇူးတင်စကားစီး၍ပြောတဲ့သူ့အထင်မှာလောက၌ညီလောက်ပညာရှိသောပုဂ္ဂိုလ်မရှိဘူးတဲ့ပညာရှိညီမင်း၏အဆုံးအမကိုသာမခံယူရပါကဒုက္ခတဲ့နွားကြီးမှထန်ပိုးအောက်ကလို့၍ဘဝတစ်ကိုရောက်နိုင်ဖို့လမ်းမရှိဘူးတဲ့နွားကြီးသည်ဂျေဇူးတင်၍စကားဖောင်နေသလောက်မိခများမှမခံချီဖြစ်နေတဲ့မောပန်းလာသဖြင့်စကားတောင်ချက်ချင်းမပြောင်းနိုင်ဖြစ်နေတဲ့ မိကအတန်ကြာ၍အမောပြေသောအခါကြမှဒုနယာမှာလောကမချော်သင့်သည့်နေရာမှာလောကချုံပြီးလျင်ဒုက္ခတွေ့ရစမြဲဆိုသဟာတဲမှန်ပါကလားငါတော့ငါဒုက္ခကငါလွတ်အောင်အကြံထုံးမှ ဖြစ်တော့မှာပဲဟုကြံမိတဲ့အေးငါသမီးလေကိုဟာကိုကောင်းကောင်းမနေပဲကိုဒုက္ခကိုရှာမိဆိုလျင် ပုံထဲကမြီးမိုက်လို့ဒုက္ခတွေ့ရမှာပေါ့သမီးရဲ့နှာခေါင်းကြည်ပွေမတွေ့ချင်ပါနဲ့သမီးရဲ့ပါပစကားကိုနားထောင်ပါ မီးတေတဟာကိုပါပါမမြင်ပါရစေနှင့်ဟုနိုင်ရင်ဝင်ကြီးကဆိုတဲ့ထိုအခါရှာလာဇက်ကပါပစကားကိုပယ်သည်ဆိုပြီးတမီးအပေါ်မှာစိတ်လဲရှိတော်မမူပါနှင့်တမီးတော့ဘယင်မင်းမြတ်ကြီးထံသွားရမှပင်အေးပါမည်ဟုဆိုပြန်တဲ့မတော်ပါဘူးတမီးရဲ့မတော်လို့ပါပါဖြစ်တဟာပါဟုနိုင်ရင်ဝင်ကြီးကပြောပြန်တဲ့ရှာလာဇက်ကတမီးတော့ဘယ်နည်းနည်းမှမသွားဘဲမနေနိုင်ပါဟုပြောတော့အခါ တဟာဖြင့်သမီးဟာတောင်သူကြီးရဲ့မယားဒုက္ခဖြစ်တယ်လို့ဖြစ်ချင်ပြီးထင်သည်ဟုနန်းရင်ဝင်ကြီးကဆိုတဲ့ဒီတော့မှရှာလာဇက်ကကိုင်းပါပါပါရဲ့တောင်သူကြီးမယားဘလို့ဒုက္ခဖြစ်သည်ဆိုတဟာပြောပြစမ်းပါအောင်သမီးနားထောင်မရစေဟုဆိုပြန်တဲ့နန်းရင်ဝင်ကြီးလည်းသူ့သမီးဤအကြံပြက်လိုပြက်ညာအာမလျှော့သေးပဲပုံကိုဆက်၍ပြောပြန်တဲ့ကိုင်းနားထောင်အောင်သမီး အဲ့တဟာနဲ့ညကြတော့တောင်သူကြီးကနာတာခန်းထွက်ပြီးနွားတင်းကုတ်ဘက်ကိုမျှော်ကြည့်ရင်နွားနဲ့မြီးတို့ဗာများဆက်ပြီးပြောကြပါလိမ့်ဦးမလဲလို့နားဆွင့်ပြီးနေတဲ့ထိုခါမြီးကဘဲနယ်လဲကိုဂျိုးထောင်ကြီးရေတင့်ကိုမနှက်ဖြန်ခါလဲထုံဖို့ခေါ်လျင်ဘဲနယ်လုံမလဲဟုမေးတဲ့နွားကြီးကအောင်မဗာထူးပြီးမင်းနေစရာရှိတယ်လဲသူခမင်းကြီးရဲ့ဒီကနေ့လှုပ်တလို့အတိုင်းထက်လှုပ်ယုံရှိတဟာပေါ့ဘာဟာကြောင့်မေးတဟာလဲ မိမင်းမှာအနည်းအကျန်ထက်ကောင်းသည့်အကျန်များရသေးလိုလားဟုမေးတဲ့။ဒီတော့မိကပညာရှိသူခမိန်တို့ဤခေါင်းခါခြင်းမျိုးဖြင့်သူ့ခေါင်းကိုအင်ကြီးကြီးဖြင့်ခါ၍အဆွေအုပ်တဖမနှက်ဖြန်အဖို့မှာတင်သည်ဒီအကျန်တိုင်းဆက်၍လုံလင်အမားကြီးမလိမ့်မည်။အကျန်တို့မိဒီမှာပြကားတွေအားဖြင့်အခါခတ်သိမ်းကောင်းသည်ဟုမရှိ။အခါကာလနေရာဌာနအလိုက်ပြောင်းသိမ်းသည့်အခါပြောင်းရသည်။ တို့ဖြစ်ရာမနှက်ဖြန်ခါအဖို့ဆိုရင်တင့်အားလဲထုံဖို့ခြေတိုင်မှဖြုတ်သည်နှင့်ဒပြိုင်နှင့်မဆိုင်မဖြစ်ပေတွတ်တွက်ကြီးထား၍သာလိုက်သွားပါလော့အဘဲကြောင့်ဆိုသောအကယ်၍အဆွေသည်ယမန်နေ့ကပရိယေကိုဆက်၍သုံးမိပါကအဆွေကိုနွားတက်သမားထံအမြန်ပို့ရမည်ဟုငါတို့တခင်ကသူရင်းငါကြီးအားအမိန်ပေးသည်ကိုငါနားနှင့်ဆက်ဆက်ကြားရသောကြောင့်ဖြစ်ပါသည်ထို့ကြောင့်အဆွေ၏အကျိုးကိုလိုသောဤငါစကားကိုသာအဆွေတတဝေမတိန်နားထောင်ပါလော့ သူမဟုတ်ပါမှုအဆွေသည်တေမင်းနိုင်ငံသို့အမှန်လိုက်ရတော့မည်ဖြစ်ပါ၍ငါလည်းစိတ်ကောင်းနိုင်မည်မဟုတ်ပါဟုဆိုတဲ့ထိုအခါနွားကြီးကဒီလိုဆိုရင်ကောင်းပါပြီအဆွေငါသည်အဆွေစကားကိုနားထောင်ပါအံဟုဆိုပြီးနောက်သူစားရန်ထားသောစားကွက်ထဲမှကောက်ရိုးချောက်မျက်ချောက်စသည်တို့ကိုငိန်ရှက်စွာစား၍ထန်ပိုးယုံရန်ပခုံးတပြင်းပြင်းနှင့်နေတဲ့ အဲ့ဒီလိုနွားနဲ့မြီးတို့နှစ်ကြိမ်မြောက်နှီးနှောကြသောစကားများကိုကြားရသဖြင့်တောင်သူကြီးသည်နနက်မိုးတောက်တွင်နွားကြီး၏အခြေအနေကိုထား၍စောင့်ဆိုင်ကြည့်ရှုကားနေတဲ့နွားကြီးလည်းသူရင်းငါးကြီးကခြေတိုင်မှဖြုတ်လိုက်သည်နှင့်တပြိုင်နက်မြူးထုပျော်ရွှင်သောလက္ခဏာကိုပြလျက်သူရင်းငါးကြီးကမမောင်းရသေးခင်ပင်နေရောဘတ်တို့ရှေးရှုထွက်သွားတဲ့ ထိုအခါတောင်သူကြီးသည်နွားကြီးအဖြစ်ကိုမရေပဲမနေနိုင်သဖြင့်ဦးနှိပ်၍ထားရမတဲ့ရေတဲ့ထိုအခိုက်တွင်တောင်သူကြီး၏ဇနီးလဲအနာတွင်ရှိနေသဖြင့်ဘယ်နယ်လဲမောင်မင်းရေချက်သားကောင်းလာကြီးကလားငါကြောင့်တဟာလောက်ရေသည်ကိုငါအာပြောရမည်ဟုဆိုတဲ့တောင်သူကြီးကငါရေတဟာတခြားကြောင့်မဟုတ်ပါဘူးရှင်မရာလျှိုးဝှက်သည့်အကြောင်းတစ်ခုကိုကြားလိုပါအဲ့ဒီအကြောင်းကိုတော့ရှင်မမသိချင်ပါနှင့်ပြောမိလျင်ငါတက်တည်ရမှာမလို့ပါဟုဆိုတဲ့ ီတော့တောင်သူကြီးဤမယားကဟင့်အင်းဟင့်အင်းဒီလိုနဲ့ဘာရမလဲဒီလှုပ်ဝက်တီဆိုသည့်အကြောင်းကိုငါ့ကိုပြောရမည်မောင်မင်းတေလဲမောင်မင်းထိုက်နဲ့မောင်မင်းကံပဲမပြောပဲမနေရဘူးပြောရမည်ပြောရမည်ဟု အတင်းနာပူတဲ့မဟုတ်ပါဘူးရှင်မရဲ့ရှင်မတိဖို့အကြောင်းမဟုတ်ဘဲနဲ့ဘာလို့တိကျင်ရတာဟာလဲငါဟာစက်ငှက်တိရိစ္ဆာန်တွေ ပြောသည့်စကားကို နားလေသည် ဒါဟာပေမဲ့တခြားသူများကို ပြန်မပြောရဘူးပြောလို့ရှိလျင် အလာဟု အရှင်ကငါ့ကိုတေတံပေးတော်မူလိမ့်မည်။ဒါဟာကြောင့်မပြောပါရစေနှင့်ရှင်မရေဟုတောင်သူကြီးကတောင်းပန်တဲ့။ထိုအခါသူဇနီးကဟင်အင်းဟင်အင်းပြောရမည်ပြောရမည်။ဒါဟာကမပြောချင်လို့တသက်လိမ့်နေတဟာ။မောင်မင်းရဲ့ဒါဟာငါတိပါသည်။တခြားကိုရေဒါဟာမဟုတ်ပါဘူး။ငါ့ကိုတသက်လောင်ပြီးရေဒါဟာပါ။ဟင်အင်းဟင်အင်း ပြောရမည်ပြောရမည်မပြောရင်မောင်မင်းကိုဒီညကစပြီးငါမပောင်းတော့ဘူးဟုပြောပြောဆိုဆိုနဲ့ရှိုက်ကြီးတငင်းကိုတဲ့ဒီတော့တောင်သူကြီးကရှင်မကတဲခတ်တဟာကိုကငိုစရာမဟုတ်တဟာကိုဘယ်နဲ့ကြောင့်ငိုနေရတဟာလဲတိတ်ပါကွာပြောမဖြစ်လို့မပြောတဟာပါတိတ်ဆန်းပါဟုချော့တဲ့တို့ရရင်သူ့ဇနီးကဆက်၍ခေါင်းပါကမောင်မင်းပါမထွေရလေးပါရီပြောမနေနဲ့နွားနှင့်မိဘစကားပြောကြသည်ဆိုတဟာပဲပြောရမည်ဟုနားပူပြန်တဲ့ ထိုကဲ့သို့ပြောပြီးနောက်တောင်သူကြီးဤမယားသည်ခေါင်းမမြဲဆက်၍မာလီယားရှိသည့်ဖြင့်တောင်သူကြီးလည်းလက်လျှော့ပြီးလျင်ရှင်မမင်းဟာဒီလောက်တောင်မှပြောမရဆိုမရရှိမှငါသေးခြင်းလဲသေးပါစေတော့ပြောပါတော့မီကွာဟုဆို၍မိဘဆွေမျိုးအိမ်နီးပါးချင်းစသည်တို့ကိုနောက်ဆုံးနှုတ်ဆက်ခြင်းဖြင့်နှုတ်ဆက်ရန်အကြောင်းကြားခိုင်းတဲ့အာလုံပြိသက်ဆောင်သောအခါတောင်သူကြီးကသူသည်တရိတ်ဆန်တို့၏စကားကိုနားလေကြောင်းတို့ရရင်ညီသူမြပြန်၍ပြောခွင့်မရကြောင်း အကယ်၍ပြောမိခဲ့သောသူ၏အသက်ဆုံးရှုံးရမည်ဖြစ်ကြောင်းယခုသူဇနီးကမပြောလျင်မနေရဘူးဟုအကြိမ်ကြိမ်နားပူသဖြင့်ပြောရတော့မည်ဖြစ်ကြောင်းပြောခဲ့လျင်အလာဟုအရှင်ဤအမိန့်တော်ကိုလွန်ဆန်ရာကြသဖြင့်တရားတော်မည်မှာအမှန်ဖြစ်ကြောင်းထို့ကြောင့်မတေးမီနှုတ်ဆက်လို၍ဖိတ်ခေါ်ရခြင်းဖြစ်ကြောင်းသူသည်အကယ်၍တစုံတယောက်သောသူအပေါ်၌အပြစ်များပြုမိခဲ့ပါလျင်လေခွင့်လွှတ်ရန်တောင်းပန်ပါကြောင်းနှင့်ပြိတ္တအားပြောတဲ့ ထိုအခါပြိတ္တထဲမှတယောက်သောသူက တောင်သူကြီးဇနီးအားအချင်းမျိုးသမီးတင်သည်အလာဟု အရှင်ဤညနာတော်ကိုထောက်သဖြင့်တင်းနှင့်မဆိုင်သောအကြောင်းကိုမေးရန်မတင်ပေ။အကယ်၍တင်းမေးသည့်အတိုင်းတင့်လင်ကပြန်၍ပြောခဲ့သည်ရှိသောတင့်မှလည်းမူဆိုးမှဖြစ်၍တင်းဤသားသမီးများလည်းဖတ်သက်ဆုံးကလေးများဖြစ်ကြလိမ့်မည်။ထို့ကြောင့်တင်းသည်မေးရန်မတင်ပေဟုဆိုတဲ့တို့ရရင် တောင်သူကြီးဇနီးကသူ့လင်သေးလျင်လည်းမတက်နိုင်။ သူတို့ဖြင့်ဒီအကြောင်းကိုတိရမအေးမီဟုပြောသဖြင့်ပရိသတ်တို့လည်းလက်လျှော့ကြရသတဲ့တောင်သူကြီးလည်းကိုလက်တန်ရှင်းအောင်စေကြောပြီးမှပြောမီ အကျန်းနှင့်စပားကြီးနီးတို့သွားသောအခါမဆုမကြုံမနှိမ့်မမြင့်အရွယ်မျိုးမျိုးအမွေးရောင်အတွဲအတွဲရှိသောကျက်မ90ဖြင့်တင့်နေစွာချံရံလျက်ရှိသောကျက်ဖကြီးနှင့်သူဤခွေးလိန်မာတို့စကားနီးနှောလျက်နေကြသည်ကိုတွေ့ရသတဲ့ခွေးကမင်းနယ်လေအဆွေတော်ဗဟိုကြီးတင့်ကိုကြည့်ရတာတိတ်ပျော်နေပုံရသည် တကယ်ဆိုတော့ဒီနေ့လိုနေ့မျိုးမှာသင်ဟာသူများနီးတူဝမ်းနည်းစွာနေဖို့ကောင်းသည်တို့ခွေးတွေတော့ဝမ်းနည်းကြလို့ခါတိုင်းလိုဟောင်းဖို့ဥဖို့တော်မရကြဘူးသင်ကတော့ခါတိုင်းလိုပဲပျော်ရွှင်မပြတ်ဘူးကိုကျမကိုရစ်လိုက်တီကျမကိုလှဲ့လိုက်တွန်လိုက်အော်လိုက်နဲ့တင်မဆက်ဘူးလားကျဖကအလိုကိုအောင်နဲ့ဒီနေ့ဘာဖြစ်လာသလဲတဲစကားအဆန်းတွေပြောပါကလားဒုနေရမှာဒီနေ့တေးရမလားနှက်ပြန်တေးရမလားဆိုတဟာဘသူမှပြောနိုင်ကြတဟာမဟုတ်ဘူးမဟုတ်လား ဒီတော့ငါတို့တော့ပျော်ပျော်ပဲနေတဟာပဲဟိပူဒီပင်ဒီဆိုတဟာနားမလဲဘူးနောက်ပြီးဒီကနေ့မှငါကဘာဖြစ်လို့ထူပြီးပူရမှာလဲဖိုးအောင်နဲ့ရပြောပဲပြောစမ်းပါအောင်ခွေးကဟာပဲနဲ့ငါကောင်အခုထက်ချီတို့တခင်အကြောင်းမင်းမကြသေးဘူးလားတဲခတ်တိကောင်ပဲကျက်ဖကနေစမ်းပါအောင်ဟောင်းမောင်အောင်နဲ့ရမင်းဟာက မထိတ်တာမလန့်တာတို့တခင်ဘာများဖြစ်လို့တုံးခွေးကဘာဖြစ်ရမလဲကိုဖောင်းပြန်ရဲ့တို့တခင်ဟာဒီကနေ့တရားတော်မီ ကျက်ဖကတေဆိုးအကောင်းမတ်လို့ကွာတို့တခင်ကဘာလို့တေးခြင်းတဟာရဲလဲခွေးကတေးခြင်းဒီတော့ဘဲဟုတ်ပါမလဲတငယ်ချင်းရမလွဲတာလို့ပေါ့တို့တခင်ကတို့တရိတ်ဆန်စကားတွေတက်တီးကွာအဲ့တဟာကိုသူ့မယားကသူ့ကိုပြန်ပြောပြရမည်ဆိုလို့အခုတို့တခင်ကပြန်ပြောရတော့မည်ပြန်ပြောလျင်တော့အလာဟုအရှင်အမိတ်တော်နဲ့တို့တခင်ဟာတေးရတော့မှာပဲကျက်ဖကဟာကိုအောင်နဲ့ကြီးရည်တီလို့ဆိုရင်တို့တခင်ဟာအစတတ်တော့လူချင်းကြီးပဲကွာသူ့မမယားဘယ်နှယောက်များရှိလို့လဲ ခွေးကတယောက်ပေါ့ကွာဘယ်နှယောက်ရှိရအောင်မလဲကျက်ဖကဒီလိုဆိုရင်ကွာငါလိုမရငါးချိန်များထင်းရလေခက်ကုန်ရောပေါ့မယားကလေးတယောက်မှနိုင်အောင်မထင်းနိုင်သည့်လူစားမျိုးဟာတို့ချင်းချင်းမို့ပြောရအောင်ကြီးသူများလည်းမပြောပါနဲ့ကွာရှက်စရာကြီးအသက်ရှင်နေလို့လည်းတဲ့အကြောင်းမထူးပါဘူးညီလေးယုံတော့ပဲရှိမှာပါပဲ ွေးကအဟဒီလိုလဲမပြောပါနဲ့အုံးလေတဟာကတော့သူ့မယားသူချစ်တဟာကိုကပြောဆိုတော့လဲပြောရမှာပေါ့အနို့တို့တခင်မတည်ရအောင်ဘလို့လုပ်လင်ကောင်းမလဲကမင်းကတော့ပညာရှိမှုတည်မီเจ้าพ่อก็เมียตะหยอกหลอกกูนายอ๋องแท้နိုင်ဖို့အတွက်တော့ပညာရှိဖို့မလိုပါဘူးกว่าအလွယ်ကလေးပါငါမှာเมียငါးကြိတ်တောင်ရှိသည့်အနက်ဘယ်เมียကမှငါ့ကိုမခန့်လေးစားမလို့ဝင်ဘူးတဟာကတော့ဒုနေရာမှာပြည့်ရဲ့လို့တဟာပေါ့กว่า ငါမရငါကြိတ်အနဲ့ချော့တင်သူကိုလည်းချော့ရသည်ကွခွတ်တင်တဟာလည်းတခါတလေဗလာပစ်ခိုးလိုက်ရသည်ကွခွေးကတဟာဖြင့်တငယ်ချင်းချက်ခမိန်ကြီးရဲ့တို့တခင်ဟာဘလို့လုံးလင်ကောင်းပြီလဲကျက်ဖကအောင်မအလွယ်ကလေးပါကွာငါသာတို့တခင်ဖြစ်ရင်တော့ဘာပြောကောင်းမလဲတို့တချောင်းကောင်းကောင်းရှာပြီးသူ့မယားကို ဟဲ့ကောင်းမနင်တခါမေးအောင်မလားဟဲ့နင်တခါမေးအောင်မလားဟဲ့ဆိုပြီးကြောရောရင်ရောတစ်ချက်စီတစ်ချက်စီစီပြီးနာနာပါအောင်နှံလိုက်လင်အမေလေးမမေးပါဘူးတော့အမေလေးမမေးပါဘူးတော့နှစ်ခုနှစ်အိမ်ကြားရှစ်အိမ်ကြားအော်ပြေးပြီးဒီကိစ္စဟာအေးသွားမှာပေါ့ကွာလို့ဆိုတဲ့ဟုပြောပြီးနိုင်ရင်ဝင်ကြီးကသူ့သမီးအားဆက်၍အဲ့ခုလေငါသမီးဟာတောင်သူကြီးမိမအရိုက်ခံရတယ်လို့အရိုက်ခံခြင်းပြီးထင်သည်ဟုဆိုတဲ့ပြီးတော့ တောင်သူကြီးမိမရိုက်ခံရပုံကိုတစိမ့်ဆက်ပြောပါအောင်ဟုရှာလာဇက်ကဆိုပါတဲ့ထိုအခါနန်းရင်ဝင်ကြီးကဆက်၍ပြောပြန်တဲ့ပညာရှိကျက်ဖကြီးဤမိမ့်မြတ်တန်ကိုကြားရသောအခါတောင်သူကြီးသည်ဒုတ်တချောင်းကိုရှာ၍အတော်ဝက်ပြီးလျင်သူ့မယားအားအခန်းတွင်သို့ခေါ်လျက် ိုင်းရှင်မကတဟာလောက်တောင်မှ မတိကောင်းသည့်အကြောင်းသိကျင်လှလျင်ပြောရတဟာပေါ့ကွာဟေးလာလာသူများကြားလို့လဲမကောင်းဘူးကွာရှင်မနှင့်ငါနှစ်ယောက်ကြားပဲပြောမည်အခန်းထဲဝင်ကွာဟုဆိုကသူများအားအခန်းထဲသို့တွင်း၍တကားကိုလုံအောင်ပိတ်ပြီးလျင် ကိုင်းမမေးပါနဲ့ဆိုတဟာမေးအောင်မလားဟဲ့မမေးပါနဲ့ဆိုတဟာမေးအောင်မလားဟဲ့ဆိုပြီးဝှက်ရွယူလာတော့ဒုံးနဲ့ငဖယ်တွေတီတော့တဲ့တီတော့တောင်သူကြီးမိမ့်ပါလေ မေလေးနောက်မမေးတော့ပါဘူးမောင်မင်းရဲ့အမေလေးနောက်မမေးတော့ပါဘူးမောင်မင်းရဲ့ကြောက်ပါပြီမောင်မင်းရဲ့နောက်ကိုဘယ်တော့မှမမေးတော့ပါဘူးနောက်ကိုမေးလို့ရှိရင်တေအောင်ရိုက်ပါတော့မောင်မင်းရဲ့ဟုငေတံပါအောင်អော်ပြီးငိုတဲ့ ထို့နောက်တောင်သူကြီးကသူ့မယားကိုအခန်းတွင်းမှထုတ်လိုက်သောအခါသူ့မယားသည်အင်မတန်ကြုံုံပြပြသောမယားကောင်းဖြစ်သူရောက်သွားသည်ဖြင့်စုယုံ၍လာကြသောပရိသတ်တို့သည်များစွာရှင်လန်းဝမ်းမြောက်ခြင်းဖြစ်သွားကြသည်ထိုအခါမှဆက်၍တောင်သူကြီးသည်အိမ်နောက်အုပ်ချုပ်နည်းကိုပညာရှိကျက်မင်းထံမှနာယူရသည်ဖြင့်တသက်ပတ်လုံးလင်မယားပျော်ရွှင်စွာနေနိုင်မှာတော့တဲ့ ဖို့နောက်နန်းရင်ဝင်ကြီးကဆက်၍အခုလေငါသမီးဟာပါပစကားနားမထောင်ဘူးဆိုလျင်တောင်သူကြီးဤအတိုင်းသမီးကို ပါပါကနာနာကြီးရရလိမ့်မည်ထင်သည်ဟုပြောပြန်တဲ့ဖိုခါရှာလာဆက်ကပါပါပြောသည့်ပုံကတော့နားထောင်လို့တော့ကောင်းပါရဲ့သို့တော်သမီးတော့ပါပစကားကိုမလိုက်နာနိုင်ပါပါပါစိတ်ဆိုးလျင်လည်းခံရပါမည်အကယ်၍ပါပါက သမီးကိုဘယင်ကြီးထံမပို့ဘူးဆိုရင် သမီးဟာသမီးတယောက်ထဲသွားပြီး မှန်လားပါအရှင်မင်းကြီးထံပို့ဆက်ဖို့ပါပါကိုပြောရပါပါကနိုင်မဖို့သဖြင့်ဖျားကျမတယောက်တည်းရွှေဘွားတော်အောင်အရောက်လာခဲ့ရပါသည်ပါပါကဘရင်မင်းမြတ်ကြီးဟာသူတမီးနဲ့မတန်ဘူးမရဘူးဟုယူဆဟန်တူပါသည်ဟုခြောက်ထားမည်လို့ပြောတဲ့ဒီတော့နိုင်ရင်ဝင်ကြီးကတဲခတ်တဲ့တမီးပါလားတဟာလောက်တောင်ကျမငင်လှတာဟာနင်းထိုက်နဲ့နင့်ကန်ပေါ့ဟဲငါပို့ပါမည်ဟုဆို၍ရွှေနန်းတော်သို့ဝင်ပြီးလျှင်အကျိုးအကြောင်းကိုရွှေနားတော်လျှောက်ထားတဲ့ဖိုခါရှင်ဘရင်ကြီးသည်အံအားသင့်လျက် မင်းနဲ့တစ္ဆာဆောင်တီတီမကဝီကြီးနတ်ဖြန်နဲ့နဲ့အယုံတက်လင်တင့်သမီးကိုတက်ရမည်ဟုတင်အားငါမိန်ပေးလျင်တင်ဟာငါမိန်ကိုနာခံနိုင်ပါမည်လောမနာခံလျင်ငါကိုယ်တိုင်ပင်တင်အားတက်ရလိမ့်မည်အဖြစ်ကိုတင်တီတင်ပါလျက်အဘဲကြောင့်တင်သည်ဤစကားကိုဆိုပြီးတနည်းဟုဆိုလျင်နိုင်ရင်ဝင်ကြီးကအချိန်နှချောင်းနှင့်ဦးကောင်းကိုအစိုးရတော်မူသောအရှင်မင်းကြီး အလာဟုအရှင်ဤတကိုးတော်အဖြစ်အရှင်မင်းကြီးသည်ဖုံးတော်ကြီး၍တတ်တော်ရှိပါစေတည်းဖုံးတော်ကြောင့်ဖျားကျွန်တော်သည်တမီအားအမျိုးမျိုးအကြောင်းပြ၍ရွှေဘွားတော်အောက်သို့မခိုလုံးခြင်းမယံဖြောင်းဖြပြောဆိုပါသည်ဖျားတို့ရရင်ဒေဖို့ချိန်တန်ဂျမဖန်လျက်ရှိသောတမီမလေးမာသည်ယနေ့ညပင်ဖုံးတော်ကြီးလာသောအရှင်မင်းကြီးဤတညပေါင်းမိဖုရားဖြစ်လို့လာကြောင်းနှင့်အတန်တန်ပြောကြားသဖြင့် တတဝါတစ်ခုဂျမတစ်ခုဟူ၍သာအောက်မေ့ရပါတော့မည်ဖျားဟုလျှောက်ပါတဲ့ရှင်ဘရင်ကြီးကလည်းတီလိုဆိုလင်ကောင်းမီသူခမိန်ကြီးယခုပင်တင်ပြန်၍ပြင်ဆင်တဲ့ရာပြင်ဆင်ပြီးလျင်မြင့်အချိန်ရောက်သည်နှင့်ကြပြိုင်နဲ့တင့်သမီးချောရှာလာဇက်ကိုငါထံသို့ဆက်လာရမည်ဟုဆိုတဲ့နန်းရင်ဝင်ကြီးလည်းအိမ်သို့ရောက်လျင်သမီးရဲ့ပါပါတော့သမီးကိုငွေမိတဟာမီးလိုပူရတော့မှာပဲဟုဆိုတဲ့ ို့ရာတွင်ရှာလာဆက်မှမူအပျော်ကြီးပျော်လျက်ယူငင်တဲ့ရာပစ္စည်းများကိုထုတ်ပိုးပြင်ဆင်ပြီးလျင်ညီမငယ်ဒွန်ရာဇက်ကိုခေါ်၍ဒီမာညီမလေး၏မမပြောသဟာကိုတေတေချာချာနားထောင်ပြီးမှတ်ထားဆန်းဟစ်မရင်မင်းမြတ်ကြီးထံမမရောက်သည့်အခါကျတော့မမကညီမလေးကိုခေါ်လိုက်မိဟစ်ပြီးတော့ညီမလေးကမမနားလာပြီးမမရဲ့မမပြောသည့်ပုံကလေးတွေကနားထောင်ကောင်းလို့တင်ညလဲတပုံတော့ထပ်ပြောပါအောင်လို့ပြောဟစ် ဒီတော့မမကပြောမိဟိဒီတော့မှအလာဟု အရှင်ဤတကိုးတော်နဲ့ဒုရှင်ဘရင်ကြီးလဲစိတ်ကောင်းဝင်လာပြီးမမတို့လည်းအသက်ချမ်းသာမည်ဟုဆိုတဲ့ဒွန်ယာဇက်ကလည်းကောင်းပါပြီမမမမပြောသည့်အတိုင်းညီမလေးလှုပ်ပါမည်စိတ်ချရတာနေပါဟုဆိုတဲ့ညအချိန်တို့ရောက်သောအခါနန်းရင်ဝင်ကြီးသည်သမီးရှာလာဇက်ကိုခေါ်၍ရွှေနန်းတော်ကြီးသို့ဝင်တဲ့ရှင်ဘရင်ကြီးကလည်းအားရဝမ်းသာနှင့်မင်းနယ်လေသူခမိန်ကြီးငါအလိုတော်ရှိတာပါရဲ့လားဟုမေးတဲ့ မှန်လှပါဖုံးတော်ကြောင့်ပါကြောင်းပါဖျားဟုနန်းရင်ဝင်ကြီးကဖြေတဲ့ထို့နောက်ဘီရင်ကြီးသည်ရှာလာဇက်အားမိမိအဆောင်တော်သို့ခေါ်ဆောင်၍သွားတဲ့ဆက်ရပေါ်သို့ရောက်သောအခါရှာလာဇက်ကမူသဖြင့်ရှင်ဘီရင်ကြီးကအလိုလိုမှလေးဘာဖြစ်တလဲဟုမေးတဲ့မှန်လှပါဖုံးတော်ကြောင့်ဖျားကျမမှာတတလုံးဘယ်တော့မှမခွဲဘူးသည့်ညီမလေးတယောက်ရှိပါသည်ဖျား အဲ့ဒီညီမလေးကိုမိုးမလေးမီနှုတ်ဆက်လိုပါသဖြင့်ဤအဆောင်တော်တွင်၌ဤညအိတ်ခွင်ပြုစေလိုပါသည်ဖျားဟုဆိုရာရှင်ဘရင်ကြီးကကောင်းမီဟုပြော၍ဒွန်ယာဇက်ကိုခေါ်တော်မူစေပြီးလျင်မိမိတို့ဇက်တော်ခေါ်မိတလွန်ချေရင်သားတွင်အိတ်စေတဲ့၎င်းကြော်သောအခါရှာလာဇက်သည်တရေနိုး၍သူညီမလေးအားအချက်ပေးလိုက်ရာဒွန်ယာဇက်သည်အိတ်ယာမှထား၍မမရဲ့အိတ်လို့လည်းမပြောဘူး တဟားကြောင့်အချိန်မြမြန်ကုန်လွယ်အောင်နားထောင်ကောင်းသည့်ပုံတပုံလောက်ပြောပါလားမမရဲဟုဆိုတဲ့ထိုအခါရှာလာဇက်ကဘုန်းတော်ကြီးမြတ်တော်မူလာသောသာသနာဒါယက်ကမဟာဧကရစ်မင်းမြတ်ကြီးကဖွင့်ပြတော်မူပြီဆိုပါလျင်ပြောရတဟားပေါ့ညီမလေးရဲ့ဟုဆိုသည်ရှာလေးရမင်းကြီးလည်းနိုးတော်မူခိုက်ဖြစ်သဖြင့်အညီတော်ပြေးနားထောင်တော်မူလိုသောကြောင့်ရှာလာဇက်အားပုံပြောခွင့်ပေးတော်မူလေသည်ရှာလာဇက်လည်းမိမိစီစဉ်ထားသည့်အတိုင်းအကွက်ကွက်၍နေပြီဖြစ်သဖြင့်ရှင်ပြသောနှလုံးဖြင့် မှန်လှပါရွှေနားစင်တော်မူပါဖျားဟုရှာလီယာမင်းအားဦးတိုက်လျှောက်ကြပြီးလျင်ဆိုလက်တန်သောဝိထုတို့ကိုစီကာဘက်ကုန်းနာမဆုံးအောင်တပုတ်ပြီးတပုတ်ဆက်ကာဆက်ကာတထောင်နဲ့တညတိုင်တိုင်ပြော၍ရင်းတတော့မြသွေးပေါက်မယိုဘဲနှလုံးရည်ဖြင့်ကျန်းကျုတ်ခတ်ထံမျက်မှန်ပြင်းရှာသောရှာလီယာမင်းကြီးအားအကျွတ်တရားရစေခဲ့လေသည်ရွှေနားစင်တော်မူပါဖျားယခုပြောမည်ပုံမှာဗကရက်ရွှေမျိုးတော်ကညီမသုံးဖော်အကြောင်းဖြစ်ပါသည်ဖျားဟုလျှောက်ပြီးလျင်ဆိုလက်တန်သည့်အတိုင်းပြောလေသည်